စစ်ကောင်မရှင်ကပြုတ်လုံးမယ်ရွေးကောက်ပွဲဟာမဲစင်းတွေအတော်လေးမှားနေကြောင်းဘူးလက်လာဆွေက ထုတ်ပြောခဲ့တော့ပွဲဆူခဲ့ပါသေးတယ်။သူတို့ရဲ့အမာခံလူပုဂ္ဂိုလ်ကိုယ်တိုင်ကထုတ်ပြောလာတာဆိုတော့အခြေအနေက အတော်ဆိုးလို့ဆိုတာနားလည်ကြမှာပါ။ဘလောက်တောင်လွဲတယ်လဲဆိုရင်ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးတောင်မဲစင်းရင်မှာမပါခဲ့လို့ပြန်ပြင်ခိုင်းရပါတည်း။အဲ့ဒီနောက်မှာတော့လာဝကဝင်ကြီးဆိုသူကိုယ်တိုင်က မဲစင်းနေမှာကြောင်းထုတ်ပေါ်ဝင်ခံခဲ့ပါတယ်လူတွေကစိတ်မဝင်စားလို့တွားပြီးမကြည့်ကြပါဘူးတကယ်များကြည့်လိုက်ကြရင်ဘယ်လောက်တောင်တက်တွက်ခါမှားနေမလဲဆိုတာမခံမနိုင်လောက်အောင်ပါပဲအမှန်ကတော့ဒါကဘာမှမထူးဆန်းပါဘူးမလာလက်ထက်မှာဘယ်ဟာကမှအမှန်ကန်ဆိုတာမရှိနိုင်ပါဘူးအာနာရှင်ပုံစံအုပ်ဆိုးနေတဲ့အချိန်မှာရိုသေးသေးအောင်ဟန်ဆောင်နေကြပြီး ကွယ်ရမှာဘသူကမှအလုတ်ကိုအလုတ်နဲ့တူအောင်လုပ်နေကြတာမျိုးမရှိပါဘူးအားလုံးကဝစ်ကြေတန်းကြေပဲလုပ်နေကြတာပါလုံခြုံရေးစည်ရေးဦးစားပေးတဲ့အောက်မှာအမှန်တကယ်လဲဘယ်ဟာမှ လုပ်လို့မရကြပါဘူးလာဝကဝင်ကြီးပြောတာလဲအမှန်ပါအခုချိန်မှာဘယ်ဝင်ကြီးဌာနမှာအလုပ်ဖြစ်အောင်မလုပ်နိုင်ကြဘူးဆိုတာအဲ့ဒီဌာနကဝန်ထမ်းတွေ ကိုယ်တိုင်ထုတ်ပြောနေကြတာပါပဲ NLD လက်ထက်မှာ2020ရွေးကောက်ပွဲတုန်းက လဝကစင်ရင်2014တကောင်စင်ရင်နဲ့တနည်းကြိုပြီးအိမ်ပေါက်စိတ်ကောက်ယူထားတဲ့စင်ရင်အဲ့ဒီစင်ရင်၃မျိုးကိုတိုက်ပြီးတော့မဲစင်ရင်ထုတ်ခဲ့တာပါအဲ့ဒီထဲမှာလဝကစင်ရင်ဆိုတာက မှားနိုင်ကြီးအများဆုံးစင်ရင်ဖြစ်ပါတယ်ဒါကြောင့်ကြံစင်ရင်နှစ်ခုကနေအတိကယူတာဖြစ်ပါတယ်အဲ့ဒီတုန်းကတကောင်စင်ရင်ကအတော်လေးတိတိကျကျကောက်ယူထားတာဖြစ်လို့အားကိုရတဲ့အနေအထားဖြစ်ပါတယ် အခုမဟာလလက်ထက်မှာကောက်တဲ့သကောင်စင်းကအဖြစ်ပဲကောက်သွားတာပါပြည်သူတွေအားလုံးမျက်မြင်ကိုတွေ့ပါပဲဝစ်ကြေတန်းကြေတဲ့ကိုရော့တဲ့အနေအထားဖြစ်ပါတယ်နောက်ပြီးအိမ်ပေါက်စိတ်ကောက်ရမှာလဲအသေးချာလောက်ခဲ့ကြတာမဟုတ်ပါဘူးဘလောက်ပဲစိစိဆက်ဆက်လောက်ပါစေမြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာမဲစရင်မှားနိုင်ခြင်းအနေငယ်တော့ရှိနေတာပါပဲအဲ့ဒါကြောင့်ရန်ကုန်လိုမြို့ကြီးတွေမှာ ရက်ွက်အတိုင်းကမဲစင်းဌာနကလူရှိနေမှ အတော်လေးမှန်နိုင်မယ်လို့အဲ့ဒီတုန်းကအဆိုခဲ့ကြတာဖြစ်ပါတယ်။အိမ်ကားနဲ့နေသူများလာတဲ့ရန်ကုန်မှာအပြောင်းအရွှေ့တွေက အမြဲရှိနေတော့ရက်ွက်အတိုင်းမှာမဲစင်းဌာနကလူတယောက်ထဲထားနိုင်မှအချိန်နဲ့တပြင်းညီစရင်ကိုပြင်သွားနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမှမလုံနိုင်ရင် ပုံစံသုံးပုံစံလေးစတာတွေနဲ့ပြင်လို့ရပါတယ်။ဒါကမဲဆန္ဒရှင်တွေက NLD လက်ထက်ကလူ တက်တက်ကြွကြွတာဝန်သိစိတ်အပြည့်ရှိနေအောင်မှ ဖြစ်မှာပါ အခုမဲစရင်ကိုဘသူကားမှစိတ်ဝင်တစားတွားလဲမကြည့်ခဲ့ကြပါဘူးအဲ့ဒီတော့ပြင်မဲ့ဖြစ်စဉ်ကလည်းရောက်မလာခဲ့ပါဘူးဒါကြောင့်ရွေးကော်ကလူတွေမဲစရင်ကြည့်ကြဖို့အတွက်ပါတီတွေကလှုပ်ကြဖို့ပြောနေတာဖြစ်ပါတယ်ဒါပေမဲ့ပြည်သူတွေကအစိတ်မဝင်စားကြောင်းပြသခဲ့တာပါပဲ။သို့တော်လဲမဲပေးဖို့ကိုတော့ တနက်ပြချင်းချောင်နေတာပဲမဟုတ်ပါလားမလာကတော့အရာကိစ္စအလုံးကိုတနက်နဲ့တိတ်ပြီးလှောက်ခိုင်းနေရတာပါပဲမှတ်မိသလောက်ပြောရရင်အဲ့ဒီတုန်းကမဲစင်းကြည့်တာကဇူလိုင်လကုန်လောက်တည်းကဖြစ်ပါတယ်မဲပေးခွင့်ရှိသူစင်းရင်က38တန်းခွဲလောက်ရှိပါတယ်မဲစင်းလာရောက်ကြည့်ရှုစစ်စစ်သူ6တန်းခွဲကျော်ရှိပါတယ်တအိမ်တော်ကို လူ900နှုံးနဲ့ ပြန်မြတွက်လိုက်ရင်တန်း30ဇာလောက်ကမဲစရင်လာကြည့်တယ်လို့ယူဆနိုင်မှာဖြစ်ပါတယ်။နောက်ပြီးပုံစံ3နဲ့တောင်းဆိုသူ6တန်း6သိန်းကျော်ရှိပါတယ်။ပုံစံ4နဲ့ကန့်ကွက်သူ6တောင်းခွဲနဲ့ပုံစံ4ကငယ်နဲ့တင်ပြသူ3သိန်းခွဲလောက်ရှိတယ်ဆိုတဲ့အတွက်မဲစရင်ကြံတာမှားတာပိုးနေတာအားလုံးလောက်ကိုအချိန်မီပြင်ဆင်နိုင်ခဲ့တာတွေ့ရမှာပါ။ မဲစရင်မှားမှမမဲစရင်မှာပါမပါလာရောက်စစ်စေးသူ အလွန်များတယ်ဆိုတာကရွေးကောက်ပွဲအပေါ်လူတွေရဲ့အလေးထားမှုဖြစ်ပါတယ်။ဒါကလည်းရွေးကောက်ပွဲရဲ့အသက်ဖြစ်ပါတယ်။တကယ်တော့2020ရွေးကောက်ပွဲက မြမသမိုင်းမှာ အမှန်ကန်ဆုံးလို့တောင် ဆိုနိုင်တာဖြစ်ပါတယ်။2015ရွေးကောက်ပွဲတုန်းကရွေးကော်ဥက္ကဋ္ဌဦးတေးကိုတိုင်က30ရာနှုန်းလောက်တော့မှားနိုင်ပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ 1960 1956ရွေးကောက်ပွဲတွေတုန်းကစစ်တပ်ဘက်ကရိမ့်တဲ့ပါတီတွေမဲထဲဖို့ဖိအားပေးတာတွေ6လောင်းပြန်4လောင်းပြန်လူတက်မှုတွေဖြစ်ခဲ့ကြတယ်မဟုတ်ပါလား။တမိုင်းတခြားစစ်တပ်ဘက်ကိုရိမ့်တဲ့ပါတီတွေဘယ်တုန်းကမှ အနိုင်မရခဲ့ပါဘူး။တပ်ကအရာရှိကြီးတွေဟာတီမြဲဘက်ကဘဲလိုက်ခဲ့ကြလို့ရွေးကောက်ပွဲပြီးတော့အဲ့ဒီလူတွေကိုဥနေဝင်းကအေးအေးယူခဲ့တာတွေတောင်ရှိခဲ့တာပဲ။ ။နောက်တော့လဲတီမြဲဘက်ကဥပိုက်ဆွေနဲ့ဥကြုံငိမ့်အတွဲကမရှုမလရှုံးခဲ့တာပါပဲ။လူလူထဲမှာအဲ့ဒီတော့ကလူတီမြဲမဲတန်ရှင်းလို့တောင် ပြောခဲ့ကြပါသေးတယ်။၂၀၁၅တုန်းကအဖြစ်ပြက်ကလေးတစ်ခု ရှိခဲ့ပါတယ်။ဗိုလ်ချုပ်တယောက်ကသူ့အမျိုးတွေအများကြီးရှိတဲ့ပဲခူးတိုင်းတဲကမြို့နယ်တစ်ခုကနေဝင်ပြိုင်ပါတယ်။စီယုံရေးစင်းတော့သူ့အတော်တွေနှမတွေအိမ်ကိုသွားပြီးစီယုံတာပေါ့ ။ဦးကလည်းထဲ့ရမှာပေါ့မင်းကိုပဲမဲထဲ့မှာပါ။ဘာညာနဲ့ကြည်ကအောင်ပြောလိုက်ကြပါတယ်။အိမ်ဦးကမှချိတ်ထားတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပုံကိုတော့အိမ်အတွင်းကားကိုခဏပြောင်းချိတ်ထားရပါတယ်။သူပြန်သွားမှအိမ်ရှိမှပြန်ထားရတာပါ။နောက်တော့လဲအဲ့ဒီပုံကို မဲအပြတ်အသတ်နဲ့ရှုံးသွားတာပါပဲ။လူတီမြဲမဲတန်ရှင်ဆိုတာမျိုးပေါ့မလာကလည်းဒါမျိုးတွေအကုန်သိထားပါတယ် 1960ခုနှစ်တုန်းကဥပဆွေကနိုင်ရင်လဲနိုင်ရမယ်ရှုံးရင်လဲနိုင်ရမယ်လို့ကြွေးကြော်ခဲ့ဘူးပါလေအခုတော့မဟာလာကဒီသင်္ကန်းစာတွေယူထားပြီးပြီဆိုတော့ဒီအဆင့်ကိုအရောက်မခံပါဘူး NLD SNLD တွေအသာထား NDF ကိုတော့အပါမခံတော့ပါဘူးခြီးပြီးတုပ်ပြီးမရှက်မကြောက်တယောက်တည်းပြိုင်နာထက်တောင်ပိုပြီးသေးချအောင်လုပ်နေတာဖြစ်ပါတယ် အမှန်တော့ဓာတ်တွေက အများတီးပြီးသားကိစ္စတွေပါအမှားကြာအမှန်ဖြစ်ဆိုသလိုမဖြစ်ရအောင်နှွေးပေးတဲ့သဘောပါပဲအတ္တိကကတော့ကိုလှုပ်เสียရှိတာဆက်လှုပ်နေကြဖို့ပါပဲရန်သူက ပို့ပြီးတော့ပြတ်သားပါတယ်အခါကြီးရဲ့ကြီးမရှောင်ဘုံကျဲတက်ဖြတ်တာတွေနေ့တိုင်းလှုပ်နေပါတယ်ဓာတ်တွေနဲ့ပတ်သက်လို့ကုလအပါဝင် နိုင်ငံတကာကရှုံချကန့်ကွက်တာတွေတွေ့ရမှာပါ ကဘာကတက်နိုင်တာအဲ့ဒါလောက်ပါပဲကိုကိစ္စကိုပဲလောက်ကြရမှာပါအခုရွေးကောက်ပွဲကာလမှာစစ်တပ်ကလက်ဦးမှုယူပြီးတိုက်ခိုက်လာမဲ့စစ်ရေးကိုရိုက်ချိုးဖို့လိုပါမယ်တော်လန်ရေးဘက်ကလည်းလက်ဦးမှုရအောင် ပြန်လုပ်ရမှာဖြစ်ပါတယ်ခက်ကွင်းပြင်နာနဲ့ရွာတိကြီးရောက်နေလို့တော့မဖြစ်ဘူးပေါ့မဟာဗျူဟာကြတဲ့စစ်ရေးအလှည့်ပြောင်းအတွက်မဟာဗျူဟာကြတဲ့ အင်အားစုစည်းထားတဲ့တပ်တွေလိုပါတယ်။အဲ့ဒီအတွက်ပဲပြင်ဆင်နေကြရတာဖြစ်လို့အချိန်က အဆုံးအဖြတ်ဖြစ်လာမှာဖြစ်ပါတယ်။အခုဖတ်ပြပေးခဲ့တဲ့စောင်းမလေးကတော့ PDF insight ကနေကူးယူ တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။